ခန်းစားချက်တွေနဲ့ပတ်သက်ပြီးတော့ပြောတတ်ဖို့ဆရာဒီနေ့သင်ပေးမယ်ဒီမှာရှိတဲ့စာကြောင်းအားဆိုလို့ရှိရင်6ကြောင်းစာကြောင်း6ကြောင်းတက်ပြီးမှသူ့မှာလည်းမှတ်ဖွဲ့မှတ်ရရပါမယ်မသိနိုင်တဲ့ vocabulary လည်းပါလာနိုင်တယ်မသိလာနိုင်တဲ့မသိနိုင်တဲ့ vocabulary ပါလာလို့ရှိရင်ခြားရည်ပြီးတော့လွတ်ကျလိုက်မယ်မသိနိုင်တဲ့အသုံးအနှုန်းပိုင်းလည်းခြားရည်ပြီးတော့မှတ်မယ်အဲ့လိုလုပ်မယ်ဆိုရင်ရက်60တွေ့မှအင်္ဂလိပ်စွမ်းရည်မြင့်တက်သွားမယ်ပေါ့နော် speaking ကို focus ထားရဆိုပေမဲ့လည်းတခြား writing skill တွေနဲ့တခြားတော့တခြားတော့စမ်းသပ်ဖွဲ့စည်းရဲ့စွမ်းရည်တွေ grammar စွမ်းရည်တွေပါအဲ သူ့ဘာသူတွေ့ဝဲတော့နေလဲရရှိတော့မှာဖြစ်တဲ့အတွက်ကြောင့်နေတိုင်းပုံမှန်ဆက်ပြီးတော့လေ့လာကြပါဒီ CV ကောင်းပါလေနောက်တစ် CV ရှိသေးရပေါ့ကြတဲ့ဆိုဒီနေ့ဒါလေးကိုခုပေါ်အရင်ဆုံးပြောကြည့်မလားပြောကြည့်လို့ရပြောကြည့်မယ်ပြီးတော့မှဆရာနဲ့ဖြစ်တယ်ပေါ့မင်းဒီနေ့ဘယ်လိုခံစားရလဲငါနည်းနည်းပင်ပန်းနေတယ်နည်းနည်းလေးပင်ပန်းနေတယ်ဘယ်ဟာကမင်းကိုကြောက်ရွံ့စေလဲကြောက်ရွံ့စေရဆိုတာဒီလိုမျိုးတရေကိုကြောက်လို့မျိုးကြောက်တာမဟုတ်ပါနဲ့ဘယ်ဟာကိုလောက်အောင်မင်းစိုးရွံ့လေပေါ့နော်အဲရင်းနေပိုင်းတုတ်ခုံတဲ့အထိကိုဘယ်ဟာကြောက်ရွံ့စေလဲနော်လူအများကြီးရှိမှစကားပြောတာကတော့ငါ့ကိုကြောက်ရွံ့စေပါရဲ့ PR တွေကိုခန်းစားရတဲ့အခါဘာလုပ်လိုက်လဲသူကတော့ငါခဏနားလိုက်တယ်ပြီးတော့အပန်းပြည့်စည်ရဲ့ဂီတတွေကိုလာထားလိုက်တယ်ကဲဟုတ်ပြီအဲ့တော့အဲ့ဒါလေးကိုကိုယ်ကပြောကြည့်နေဗီဒီယိုလေးကိုခဏကြီးရပ်ပြီးတော့ပြောကြည့်မယ်အဲ့အဲ့ဒါမှမဟုတ်ဘူးတခါရက်တက်ကြည့်မယ်ဆိုရင်လည်းအခုကြည့်လို့ရပြီမဲဒီနေ့ဘယ်လိုခန်းစားရလဲထုံးစံတိုင်းရှေ့ရဒီ CBS ရှင်မှာအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရ30 CBS ဆိုတာရှိတယ်အဲ့မှာအခြေခံသဘောတရားလေးပြောပြထားတယ်လဲမေကုန်းဖြစ်ချင်း WH မို့ရင်ဟောင်းနဲ့စားရတယ်ဘယ်လိုဖြစ်တဲ့ကြောင်ဆိုတော့ဘာနဲ့စားလဲဆိုရင်ဟောင်းလို့စားလိုက်တယ် ဒီနေ့ဆိုရတဲ့ကြောင့်ဒီနေ့ကဖြစ်နေတယ်လို့ယူဆပြီး MSR 5G ပဲတော့မယ်အဲ့တော့မေဂိုစကလုံးပြီးအကူထုတ်ဆိုဆရာအာထုတ်လိုက်တယ်။ဘာကြောင့်အာထုတ်လဲ MSR နဲ့ ING ကိုသုံးဆောင်မှာမဟုတ်လို့အာထုတ်ပြီးမေးမဲ့သူကမင်းမင်းဆိုတာတင်နေတူတယ်ဒါတော့ how are you ခံစားရတာ feeling ပေါ့ဒါတော့ how are you feeling နေရာပါလားဆိုနေရာမပါဘူးအချိန်ပါတယ်ဒီနေ့ကိုဒီနေ့ရပါလဲဆိုရင်ချွတ်ချွတ်ချွတ်လေးတွေပါတဲ့အချိန်မှာအင်းနေအွန်နေသွားပြီးတော့မထည့်အောင်ဒီတိုင်းပဲကြည့်ရအောင် ဆိုတော့ how are you feeling today မင်းဒီနေ့ဘလို့ခံစားရလဲဟုတ်ပြီငါနည်းနည်းပင်ပန်းနေတယ် subject နဲ့စမယ်ငါဒီဆို i ပင်ပန်းတာ t i r e d tire ဒါပေမဲ့ tire ဒီ adjective ဒါရှိရစီးရမှာဆရာအမြဲတမ်းပြောခဲ့တယ် adjective ဒီ don နဲ့စုံတယ် don ကိုဒီဖြစ်အောင်လုပ်ဖို့လိုတယ်အဲ့ဒါမှမောပန်းတော့ဒီမောပန်းဒီဆိုတာလေးဖြစ်ဖို့လိုတယ်မောပန်းတာနဲ့ပင်ပန်းတာနဲ့အတူတူပဲနေရလို့ပြောထားတယ်အဲ့တော့ဒေါ်ဒီဒီဖြစ်ဖို့အတွက်ရှေ့မှာဘာထည့်ပေးလဲဆိုလို့ရှိရင် amissa ထည့်ရတယ်အဲ့တော့ဒီမှာဘာပါသွားလဲဆိုရင် amber wire ပြောပြမယ်ဒီမှာဘာကြောင့် am ပါလဲ adjective ဖြစ်နေလို့ဒီမှာ verb ဆိုရင် am ဖြစ်စာထည့်စရာလုံးเนาะအဲ့တော့ i am tired ငါပင်ပန်းတယ်ဘယ်လိုလေးပင်ပန်းလဲနည်းနည်းပင်ပန်းတယ်ဆိုရင်ဒီဟာလေးကဘယ်လိုခေါ်လဲဆိုရင် intensifier လို့ခေါ်ရဲပြင်းအားကိုပြောတာနည်းနည်းပင်ပန်းတာလားတအားပင်ပန်းတာလားเนาะအဲ့လိုမျိုးသူ့ရဲ့ဘလောက်ထိပင်ပန်းတယ်ဆိုတဲ့ပြင်းအားကိုပြတဲ့အလုံးလေးကိုထည့်ရအဲ့ဒါဒီကဟောဒီလို verb to be လို့ခေါ်တဲ့ am စာရေးရှင်သူ့အနောက်မှာထည့်ရတယ်။အဲ့တော့နည်းနည်းလေးဘယ်လိုထည့်ရလဲဆိုရင် a bit လို့ထည့်ရတယ်။အဲ့တော့ i am a bit tired ဖြစ်သွားတယ်။ ါแน่ๆလေးပြင်မဲ့လေးဟုတ်ပြီနောက်ဆက်သွားမယ်ဘယ်ဟာကမင်းကိုကြောက်ရွံ့စေလဲလဲမင်းကိုမဖြစ်တဲ့ WH နဲ့စာမယ်ဘယ်ဟာဆိုဆရာမနဲ့စာရယ်ဆိုဟုတ်နဲ့စာလိုက်တယ် subject ပြီးပြီအာ what ဆိုရင်မင်းကိုစကလုံးပြီးရဲ့အချိန်မှာပဲ subject ကပြီးသွားပြီဒီမင်းဆိုတာကခံရတဲ့သူဖြစ်သွားပြီကြောက်ရွံ့စေအောင်လုပ်တဲ့ subject ကဒီဘယ်ဟာဆိုဟုတ်ပဲအဲ့တော့ပြောချင်တာကမင်းကိုစကလုံးကြီးလိုက်တဲ့အချိန်မှာလည်း subject ကလည်းပြီးသွားပြီဒါဆိုရင်အခုတက်တက်ထုတ်စရာမလိုတော့ဘူးဆက်ပြတော့ပါလားဘယ်ဆို subject မရှိအောင် subject ရှိသေးရင်ဒီလိုမျိုး subject user subject ရှင်နေရှိအားရပါထုတ်သေးတယ်အခုက subject ပါပြီးပြန်ပြောထားပြီးတော့ verb ပဲတန်းရင်မယ်ကြောင်းရွံ့စေတယ်ဖြစ်စေတယ်ဆိုတာလိုပဲလို့မှတ်ထားမယ်ဒါလည်းဆိုရင် make လို့မှတ်ထားမယ်ဘယ်ဟာကလားဘယ်ဟာတွေကလားဆိုဘယ်ဟာကတခုတည်းတခုရဲ့ဆိုရင် part 1မှာ s ထည့်ရတယ်ဒါလည်းဆရာစီမှာတင်ထားပြီးတယ်ဆရာဘာကြောင့် do that စီမထုတ်တော့လဲ subject မရှိတော့ဘူး subject ကဟုတ်ကိုယ်တိုင်ဖြစ်နေပြီဆိုတော့ရှေ့ထုတ်ဆရာမလို့လို့ do that မထုတ်ဘဲနဲ့ part 1တန်းကြီးလိုက်တာ what makes subject ပြီးပြီ verb လည်းပြီးပြီး object ဘု து ကိုလည်း main ကို object လာပြီး ါဖြစ်เสียရလဲကြောက်ဝင်စေတာကြောက်ဝင်တော့ဆိုတာ nervous လို့ခေါ်ရတယ်။ဒါပေမဲ့ခံစားရတယ်ဆိုတာကလည်းတွဲပြီးရေးရတယ်။အဲ့တော့ဘယ်လိုလေးရလဲဆိုရင် what makes you feel nervous ဘယ်အရာကမင်းကိုကြောက်ရင်စေလဲ nervous ဆိုတာဘာဖြစ်လဲဆိုရင်ကြောက်ရင်လာဆောင်ပွဲဖြေခံကြီးကြောက်တယ်လို့မျိုးပေါ့နော်။ဆိုရင်ပူပန်ပြီးကြောက်လန့်လာမျိုး nervous လို့ခေါ်ရနော်အာအထိတ်တလန့်ကြောက်ရလာမျိုးမဟုတ်ဘူးချွေးလေးပိုင်းထွက်လာပြီးဆိုရင်ပြီးကြောက်လာလာမျိုး nervous လို့ခေါ်ရလူအများကြီးရှိမှစကားပြောရတာကငါ့ကိုကြောက်ရင်စေ subject ကရှိတယ် လူအများကြီးရှေ့မှာစကားပြောရတာစကားပြောရတာဆိုတာ speaking လူအများကြီးရှေ့မှာဆိုရင်ကြတော့ and in uh, in front or a lot of people ဘာလို့လဲမသိတော့လေရတယ်။အမှတူအတုံးလုံးလှလာလျက်ရှိတာဘာလဲဆိုရင် speaking in public subject ဘီဘီဘက်ကိုသွားမယ်ဖြစ်စီတယ်နော်ဖြစ်စီတာကိုဘာလို့ပြောထားလဲခုနတခါပြောပြီးဖြစ်စီတယ်မြင်လာတယ်နောက်တခါထပ်မပြောရစေနဲ့အမှတ်ပြရအောင်နော် makes ဘသူကိုလဲငါကိုဆို me ဘာဖြစ်စီလဲကြောက်ဝင်စီတယ်ခုန nervous ပြန်သုံးမယ် nervous ကဘာတဲ့အတွေ့ကြီးလဲ freely နဲ့တွဲရေးဆိုတော့ free novel ဆိုဖြစ်သွားတယ်။အဲ့ဒါနားလည်မယ်လို့တွေ့နော် speaking in public ဒါ subject လူရှိလူရှိအများပြည်သူရှိအများပြည်သူတဲ့ဒီမှာအများပြည်သူထက်လူအများကိုပဲဒါအများပြည်သူလည်းသူကိုစားပြုလို့ရရဲ့လူအများကိုလည်းကိုစားပြုလို့ရရဲ့လူများရှိမှစကားပြောချင်းအားဆိုရင် makes me feel nervous nervous ငါ့ကိုဆိုရင်ကြောက်ရစေတယ်မင်းဖီအားတွေခံစားရရင်ဘာလုပ်လဲလဲမင်းကိုဖြစ်တယ်အဲ့တော့ဘာဆိုရတဲ့အတွက်ကြောင့်ဝတ်နယ်ပဲစားမယ်ဝတ်ပြီးဗတ်တန်းရေးလို့မရဘူး subject ကြီးငုတ်တုတ်ရှိတယ်ထုတ်ဖို့လိုတယ် တော့သင်ဒီဆိုတော့အများသဘောဆောင်တဲ့ second person ဆိုတော့ do ထုတ်လိုက်တယ်ပြီးတော့မှ subject လာမယ် what do you လောက်တာ do ဒီလောက်တာအတွက် do ဒါမေးဖို့ဖြစ်အောင်လို့ခေါ်ရ do ဒါလောက်တယ်ဆိုရင် do what do you do အဖြစ်ရင်လဲ PR တွေခန်းစားရရင်ရေစွာလှရင်တဲ့တူလို့ရှိရတဲ့ပုံမှာပြောထားတယ် if you free မင်းခန်းစားရတယ် stress လို့ခေါ်တယ် question မှာ STI SLED stress ပေါ့နော်အဲ့တော့ what do you do when if you feel stress မင်း PR ခန်းစားရရင်မင်းဘာကြီးလုပ်လဲ ဟုတ်ပြီအခဏနားလိုက်တယ် I take a rest အဲ့လိုသုံးလိုက်ရတယ်ခဏလေးနားတော့နောက်တစ်ခါလိုလေးပုံလို့ရတယ်ဆိုတော့ဆက်ပြီးပြောပြချင်တယ် I take a break take a break ဆိုခဏနားရလို့မှတ်သားမယ်ပြီးတော့ဆိုတော့အမ်ပေါ့အပန်းပြေတဲ့သင်းနားထောင်လိုက်တယ်နားထောင်တာဘယ်လိုခါလဲဆိုရင် listen listen နောက်မှာ to အမြဲတမ်းကပ်ပြီးပါလာမယ် listen to ဒါလဲအပန်းပြေစေတာဘယ်လိုခါလဲဆိုရင် relaxing လို့ပြောတယ် relaxing music Okay အဲ့ဒါပါလဲဆိုရင်ငါအပန်းပြေစေအပန်းပြေစေတဲ့ဂီတရကိုနားထောင်လိုက်တယ်ခဲလိုက်ပြောမယ် How are you feeling today? I am a bit tired. What makes you feel nervous? Speaking in public makes me feel nervous. That public lumatabu public kinalitwame. What do you do if you feel stressed? I take a break, take a break now you lumatame and listen to relaxing music. နောက်တော့တော့လာထပ်ပြီးပြောမယ်လေ့ကျင့်လိုက်မယ်ဒါဆိုရင်ဒါလေးလည်းကိုရရပါမယ်တနေ့တာတနေ့လာလို့စူးစမ်းအောင်မယ်ဆရာပြောခဲ့တယ်လို့ပဲ0ကနေ တရားထိတက်လို့မရပါဘူးမြဲ0ကနေ1 2 3တက်ဆင်းနေတက်ကြ Okay ဖိုင်တယ်မှာ